ဈေးကွက်တွေက online ပေါ်က face free နေတဲ့ iPhone အလုံးတွေကိုဝယ်တင်လားမဝယ်တင်လားကျွန်တော် page messenger ကနေပြီးတော့ brother တယောက်လာမိတာ face id fake နေတဲ့ဒီ iphone 2ဝယ်ဖို့ဝယ်တင်လားမဝယ်တင်လားပေါ့ဆိုတော့ဘလို့အလုံးတွေဝယ်တင်ပြီးတော့ဘလို့တွေဆိုလို့ရှိရင်မဝယ်တင်ဘူးလဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဆိုတော့ဝယ်တင်လားမဝယ်တင်ဘူးလားဆိုတာကိုအရင်မပြောခင်မှာဟော face id ကဘယ်လိုမျိုးအလုပ်တွေကိုလုပ်လဲဆိုတာလေးကိုကျွန်တော်ရင်ပြောပြမယ် iPhone ရဲ့ face id ကကျွန်တော် screen lock ဖွင့်မှုတစ်ခုရဲ့အတွက်ဒီတန်လောက်ထားတာမျိုးမဟုတ်ပါဘူးကျွန်တော် App Store မှာ application တွေ down တဲ့အခါမှာကျွန်တော်တို့ Face ID ကကောင်းနေဆိုလို့ရှိရင် Face ID ထည့်လိုက်ရုံနဲ့ auto download ဆွဲတယ်ဒီလိုမှမဟုတ် face pay ဝါရယ်ဆိုလို့ရှင်ဒီနေရာမှာ app id password တွေအစအဆုံးပြန်ရိုက်ထည့်ရမယ်နောက်တစ်ခုကဒီ app pay တို့ဘာလို့သုံးနံမျိုးတွေဆိုလို့ရှင်လဲကျွန်တော် face id ကောင်းတဲ့ဟာရယ်ဆိုလို့ရှင်တခါရယ် face scan ဖတ်လိုက်တာ ਨੇ အားလုံး auto ပြီးတော့ကဲလို့ face ကဖေးနေမယ်ဆိုလို့ရှင်ဒီလိုမျိုးအလုပ်တွေလုပ်လို့မရအောင်တခြား blah blah ပါပါဗျာအဲအများကြီးပဲရှိတယ်ဆိုတော့ loss screen ခုရဲမဟုတ်ဘူးတခြားနေရာတွေမှာပါကျွန်တော်တို့ကအသုံးပြုရတယ် ဆိုတော့ lock screen fail နေလို့ရှိရင်ကျွန်တော်ဓာတ်ရီတုံးလို့မရအောင်ဒီတိုင်း you you password တွေအစလဲဆုံးပြန်ရိုက်ထည့်ရမှာပဲဖြစ်တယ်ဆိုတော့ face id ဘယ်လိုအလုပ်လုပ်လဲဆိုတော့ပြောပြီးသွားတော့ face id ကဘာကြောင့် fail တာလဲဆိုတာလေးတွေကိုထပ်ပြီးပြောပြရမယ် face id ကအဓိက fail ဝါခြင်းအကြောင်းရင်းကကျွန်တော်တို့ပြုတ်ကြတာတော့ကျွန်တော်ဖိမိတာတော့ဒါမှမဟုတ်စရင်ရေဝင်တာတော့ချွေးတွေပါလေအဲ့လိုမျိုးအရေးတစ်ခုခုဝင်သွားတာတော့အဲဆိုတော့အဲ့လိုနေရာမျိုးတွေမှာ fail တဲ့ ဆိုတော့နောက်ထပ်တစ်ခုကတော့ overheat ပေါ့ overheat ဆိုတာဥမာပြောရမယ်ဆိုလို့ရှိရင်ဟိုအသွင်ကြိုးကြီးထိုးထားပြီးတော့ game ဆော့တာတို့ကတော့အဲ့လိုမျိုး process ကြီးကို run လို့ရှိရင်ရန် heat တက်လာလို့ရှိရင် overheat ဖြစ်သွားလို့ရှိရင်ဒီကောင်လေးတွေက fail ွားတတ်တယ်ရန် heat တက်ရင်ပေါ့တုံတုံ heat လောက်နေတော့ fail မသွားပါဘူး iPhone ရဲ့ face lock တွေမှာတုံထားတဲ့ True Deep ဆိုရယ်ဒီကင်မရာလေးကအရန်တေးတေးငယ်ရောတေးတေးလေး True Deep ကင်မရာလေးကအရန်တေးတယ် ခုနပြောတဲ့ကျွန်တော်တို့ဘာကြောင့်ပြက်စီးတာလဲပေါ့နော်ကျွန်တော်တို့ပြုတ်ကျပြီး क्वे သွားတာတို့ဖိမိပြီးတော့ error ဖြစ်သွားတယ်တို့အဲအမျိုးမျိုးအကြောင်းအကြောင်းကြောင့်အဲ့နေရာမှာတခုရှိတာ क्वे သွားလို့ပြန်လဲလိုက်တယ်ပေါ့ display replacement လုပ်တယ်ပေါ့ဆိုတော့ display replacement လုပ်တဲ့နေရာမှာကျွန်တော်တို့အပေါ်စားဆိုင်နေအပေါ်စား glass တွေပေါ့ဒါမျိုးတွေကိုပြန်တက်မိတဲ့အခါမှာနေရာမကျတာတို့ဆိုင်ရဲ့တိတိတက်တက်မလုပ်ပေးမှုတို့ original display ပြန်မထည့်ပေးတာမျိုးဒါမျိုးအခြေအနေတွေမှာလဲ face က favor တက်တယ်သူကသူအဝင်ဝင်ချမ်းမဖြစ်နေတာပေါ့နော်နောက်တစ်ခုကဒီလိုမျိုးမှန်နေပါ ड़ी ကွဲသွားလို့ပြန်ပြီးတော့ screen replacement လုပ်တဲ့နေရာမှာမှန်ဖြုတ်တဲ့နေရာတွေမှာလဲဒီကောင်လေးကိုတွားထီလို့ရှိရင်ပြက်စီးသွားတတ်တယ်ဆိုတော့အဓိကကတော့ကျွန်တော် iPhone မှန်နေပါ ड़ी ကွဲသွားလို့ပြင်မယ်ဆိုလို့ရှိရင်ရန်ပေါ်ရဲပဲတဲ့ဆိုင်တွေမှာမပြင်းနဲ့ ။ဘာလို့လဲဆိုတော့တာဝန်မှုတာဝန်ခံမှုရှိတဲ့ဆိုင်တွေမှာ ပြင်နာဖို့ကောင်းတယ်။ပြီးတော့ screen ကိုလည်းတကယ် quality ကောင်းတဲ့ screen မျိုးကို ပြန်ပြီးတော့ထည့်တာပဲကောင်းတယ်။ဖြစ်နိုင်တော့ original ထည့်တာပဲကောင်းတယ်။ဆိုတော့အဓိက DP တို့ရဲ့ main topic ဖြစ်တဲ့ကျွန်တော်တို့ face fade အလုံးတွေကိုဝယ်တင်မဝယ်တင်ဆိုတော့အဓိကကတော့မဝယ်တာကတော့အကောင်ဆုံးပဲ screen တွေကကျွန်တော်ပြောတဲ့ပေါပေါပဲပဲတွေလဲထားတဲ့အလုံးတွေအဲအဲ့လိုမျိုးအလုံးတွေကိုယ်စီမရောက်လာဖို့အရေးကြီးတယ် ဆိုတော့ screen นี่ပေါ်ပေါ်ပေးပေးတွေလဲထားမယ်ဆိုလို့ရှိရင်အမြင်အာရုံကြီးကြည့်ရလည်းမကောင်းသလိုရည်ရှည်အတွက်လည်းမကောင်းဘူးဆိုတော့အဲ့လိုမျိုး face favor တဲ့အလုံးนี่ဆိုလို့ရှိရင်ကျတော့ဒါမျိုးကရှောင်တင်တယ်ဆိုတော့မှန်ကလည်း original မှန် true tone တွေပါလေ file မယ်အဲတခြား face တစ်ခုပဲသူက error ရှိတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအလုံးမျိုးဆိုလို့ရှိရင်တော့ဝယ်တာဝယ်ဖို့တင့်တော်ပါတယ်ဆိုတော့ ်သူက face ခုပဲဖေးမယ်ကြံတဲ့ screen တွေဘာတွေကလဲ origin တွေဖြစ်တဲ့အတွက်ဒီလိုမျိုးအလုံးနေဆိုရင်တော့ဝယ်ဖို့တင့်တော်တယ်ဆိုတော့ lock screen နေရာမှာလဲ face မရတဲ့အတွက်ဒီကိန်းကနန်းနေ number တွေကိုကိုပေါ့နှိပ်ပြီးဖွင့်ပါဗျာ app တွေဘာတွေ down နေနေရာမှာလဲကျွန်တော် password ပြန် down လို့ရှိရင်တော့ပြန်ထည့်ပါဗျာဒီဟာလေးရောနည်းနည်းဒုက္ခခံရမှာပေါ့ဆိုတော့ iPhone face fail အလုံးနေဝယ်မယ်ဆိုလို့ရှိရင်ဒီအချက်လေးကိုတည်တည်ချာချာလေးကြည်ပါ မွေကတော့အကုန်လုံးပါပဲဝယ်မယ်ဆိုလို့ရှိရင်လေ original မှန် original quality ရတဲ့ဟာမျိုးပဲတေချာကြီးစစ်ပြီးတော့ဝယ်တာကောင်းပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော် Facebook ဘယ်လိုလုံးနေဆိုဝယ်ဖို့တင့်တင့်နေဘယ်လိုလုံးနေဆိုရင်ဝယ်ဖို့မတင့်တင့်ဘူးဆိုတော့နည်းနည်းချိန်ဆလို့ရသွားမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဒီလိုမျိုးတည်ကျင်တာလေးရှိရင်လေကျွန်တော်ရဲ့အောက်က comment box မှာမေးခဲ့လို့ရပါတယ်ခင်ဗျာဆိုတော့ အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးဒီလိုမှပြန်တွေ့ပါမယ်